ရခိုင်ဘာသာစကားတွေကဘယ်ချိန်မှာပေါ်ပေါ်လာခဲ့တာလဲရခိုင်လူမျိုးတွေဟာမြန်မာနိုင်ငံတော်ကသတ်မှတ်ထားတဲ့လူမျိုးစု135မျိုးထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်ရခိုင်လူမျိုးတွေကိုအချို့တွေကတော့အရခလူမျိုးတွေလို့တနည်းအားဖြင့်ခေါ်ဆိုကြပါတယ်ဒီကနေ့ဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့တိုင်းရင်းသားတွေထဲမှာထင်ရှားကျော်ကြားတဲ့လူမျိုးစုတွေစုဖြစ်တဲ့ရခိုင်လူမျိုးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြအောင်ပါရခိုင်လူမျိုးစုတွေဟာအေရီ900ဆိုနှောင်းဝဲမှာမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်လာခဲ့ကြဖြစ်ပါတယ် ရခိုင်လူမျိုးအများစုဟာစစ်တွေတန်တွေပုရိတောင်မြောက်ဦးမောင်းတော်ရန်ပြေမန်အောင်အစရှိတဲ့ဒေသတွေမှာအနေများခဲ့ကြဖြစ်ပါတယ်ရခိုင်လူမျိုးပြောတဲ့ရခိုင်ရိုးရာဘာသာစကားတွေကတိဘက်လူမျိုးများရဲ့စကားအစားကနေဆင်ခဲပြောင်းလဲလာကစဉ်းစားလာခဲ့ကြဖြစ်ပါတယ်ရခိုင်တန်းဒေသကြီးဟာပင်လယ်ကမ်းခြေဒေသကြီးဖြစ်သလိုလူတီများထင်ရှားကရခိုင်ရိုးမတော်တန်းကြီးတွေကထိမှစွာတည်ရှိနေခဲ့ပါတယ်ရခိုင်ရာဇဝင်တွေတဲမှာလည်းမေးစားပွဲများစွာရှိခဲ့ကြပြီး BC 938ကနေစပ်ပြီး BC 920တောင်မင်းစေမင်းဆက်အများကြီးရှိလို့နေခဲ့ပါတယ်။တခိုင်ပီချီကလည်းပကံကိလိုမျိုးပဲကိစဆက်ရှိခဲ့ပါတယ်။ပထမဒညဝရီခေဒုတိယဒညဝရီခေတတိယဒညဝရီခေတို့ကိုရခိုင်ခေဦးပိုင်းလို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်။အဲဒီနောက်မှာဝေသာလီခေလေးမျိုးခေကလည်းမြောက်ဦးခေဆိုပြီးစင်ခေပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ဒညဝရီခေကတော့ဗုဒ္ဓအပွင့်တော်မူကတဲ့ကနေတရှိလို့နေခဲ့တာဖြစ်ပြီး မာရရုမင်းစတကစတဲ့အုပ်စိုးခဲ့တာဖြစ်ပြီးမင်းမောင်း54အုပ်စိုးခဲ့ကြောင်းရခိုင်ရာဇဝင်တွေမှအကြေတဝဲဖော်ပြထားခဲ့ကြပါတယ်ဒုတိယဒညဝရီခေတ်မှာတော့မင်းမောင်း29ဇနစ်တတိယခေတ်မှာတော့မင်းရဲ့အတွက်25ဦးထိအပြောင်းလဲများခဲ့တာဖြစ်ပါတယ်ရခိုင်စာပြေများစတဲ့ထုံးကားလာခဲ့တဲ့ဝေသာလီခေတ်မှာတော့ဘုရားဘာသာယဉ်ကျေးမှုနဲ့အညီအုပ်စိုးတဲ့မင်းမောင်း72ဆက်လက်အုပ်စိုးခဲ့ပါတယ်အဆိုပါအချိန်ကနေစတဲ့ပြီး ။ရခိုင်တို့ကသူတို့ရိုးရဘာသာစကားတွေကိုလည်းပြောကြတယ်လို့မြန်မာစကားကိုလည်းစတင်ကအသုံးပြုလာခဲ့ကြဖြစ်ပါတယ်။အခြားတိုင်းရင်းသားတွေနဲ့ရခိုင်လူမျိုးတွေကမတူဘဲကိုယ်ပိုင်စာပေရင်းကျေးမှုတွေနဲ့တော်တော်တိုးတက်ပြောင်းလဲလို့နေခဲ့တာပါ။ရခိုင်လူမျိုးတွေကိုတနည်းအားဖြင့်အာရကန်လိုလည်းခေါ်ဆိုခဲ့ကြတယ်လို့မော့ဆိုပြီးတော့လည်းလူသိများကြပါတယ်။အာရကန်ဆိုတဲ့စကားဟာမိမိလူမျိုးနဲ့နိုင်ငံကိုဆောက်ရှောက်ခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ ရခိုင်ဆိုတဲ့ဇကားကလည်းရခိတဆိုတဲ့ဇကားကလည်းဆင်းသက်လာတာဖြစ်တာကြောင့်အမျိုးကိုဆောက်ရှောက်သူဆိုပြီးတော့စာပေတွေထဲမှာဖော်ပြထားကြပါတယ်။ရခိုင်လူမျိုးများစုဟာဂေါရမဘုရားရှင်ဖွင့်တော်မူရာအိန္ဒိယပြည်မြောက်ပိုင်းမှာရှိကြတဲ့မကရာတိုင်းသားများဖြစ်တယ်ဆိုပြီးတော့လည်းသိရှိခဲ့ရပါတယ်။ရခိုင်လူမျိုးများစုဟာထေရဝါဒဗုဒ္ဓဘာသာကိုကုခဲ့တတ်ပြီးဂေါရမမြတ်စွာဘုရားရှင်ကိုရိုင်းကတော်ရခိုင်ပြည်ကိုကြောက်အောင်မူခဲ့ဘူးတယ်လို့ဆိုကြပါတယ်။ဒါကြောင့်မို့လို့ရခိုင်လူမျိုးတွေဟာ လူမျိုးရေးဝါဒပိုင်းမှာတော့စီးလုံးကြတယ်လို့အချင်းချင်းလဲတစ္ဆာရှိကြပါတယ်။ရခိုင်လူမျိုးတွေကလူမျိုးချင်းဆိုရင်ရခိုင်လူပဲစကားပြောကြရဖြစ်ပြီးမမာစကားကိုလည်းပြောကြပါတယ်။ရခိုင်လူမျိုးစုတွေဟာထေရဝါဒဗုဒ္ဓဘာသာကိုလက်ခံထားသူဖြစ်လာကြအောင်ကံကံရဲ့အကျိုးကိုလည်းကောင်းကောင်းကြီးသဘောပေါက်ထားခဲ့ကြတဲ့သူတွေပါ။စာပေအမှုပညာတခုမှနဲ့ဘာသာရေးပွဲတော်တွေအားလုံးကလည်းရွေးရတိုင်းမပြတ်မခွက်ကျင်းပခဲ့ကြရဖြစ်ပြီးတဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ပါတယ်။ ရခိုင်လူမျိုးတွေရဲ့ကျင်းကန်အားကစားနည်းနဲ့စပီးခွက်ကပူဇော်ပွဲတွေကအထူးပဲထင်ရှားလာပါလိမ့်။ရခိုင်လူမျိုးတွေဟာမြန်မာနိုင်ငံရဲ့အနောက်မြောက်ဘက်မှာတည်ရှိနေတာခဲ့ကြဖြစ်ပြီးရိုးရရည်ကျဲမှုကိုအထူးအလေးပေးတဲ့လူမျိုးတွေဖြစ်ကြပါလိမ့်။ရခိုင်လူမျိုးများမှာလည်းအခြားသောလူမျိုးစုတွေတကယ်လို့ကိုစားပြုတဲ့အကောင်ရှိပါတယ်။အဆိုပါအကောင်ကတော့နဝရူပဗျာလာဆိုပြီးအမည်ရှိတဲ့မတူညီတဲ့သရစ္ဆာကိုးကောင်ရဲ့ရုပ်အစင်းကိုရှိပြီးဖန်တီးထားတဲ့ဒနာဟီလာတာရဲ့ကြီးတကောင်လိုပုံစံရှိနေကြပါ။ ထိုရုပ်ထုကြီးတွေကိုဝေသာရီခေတ်ကတည်းကနေစတဲ့တွေ့ရှိခဲ့တာဆိုပြီးတော့မှတ်တမ်းတွေကဖော်ပြထားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာယာစုရဲ့တမိုင်းတွေတဲမှာဆိုရင်ရခိုင်လူမျိုးစုတွေဟာမြန်မာပြည်ရဲ့ရှေးကြသောတိုင်းရင်းသားလူမျိုးစုတွေပဲဖြစ်ကြပါတယ်လို့ပြောကြရင်းနောက်ဖြူလေးမှာပြန်လည်ဆုံတည်ကြအောင်ပါ။နောက်လာမယ့်အစီအစဉ်တွေမှာလည်းကလုမျိုးစိတ်ဝင်စားကြကောင်းတဲ့ကြောက်တွေကိုထပ်မံတင်ဆက်ပေးသွားဖြစ်တာကြောင့်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးခဲ့ကြပါဦးဗျာ။အစောဒီအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။ နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ကြပါသေးတယ်